ဆက်လက်ပြီးတော့တင်ဆက်ပေးမယ့်ဒါသတင်းအကြောင်းအရာကတော့တက်မတော်နဲ့သက်ဆိုင်တဲ့သတင်းအကြောင်းအရာပေါ့ဟုတ်ကဲ့ပါလားဒါကတော့ဒီတက်မတော် ရေအတွက်ဆိုလို့ရှိရင်ရေငုတ်သင်းမောကဒါအလိုအဆုံးဖြစ်နေဆိုရက်သတင်းအကြောင်းအရာပဲဖြစ်ပါတယ်မြမရေပိုင်းနဲ့အတွင်းရဲ့ဒါရေပေါ်ရေအောက်နဲ့ဝေဟင်ကရံတွေကိုဒါကာကွယ်နိုင်ဖို့အတွက်ကိုရေငုတ်သင်းမောကဒါတက်မတော်ရေအတွက်ကိုအလိုအဆုံးဖြစ်တယ်ဆိုပြီးတော့စစ်ဦးစီးချုပ်ဒီစစ်ဦးစီးအရာရှိချုပ်ရေရဲ့ဘောနော်ဒီဘိုးမှုချုပ်မိုးအောင်ကနေပြီးတော့ပြောကြားလိုက်တာလည်းဖြစ်ပါတယ်ရှင့် ဟုတ်ပါတယ်မြမရေတပ်အနေနဲ့ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းကပါကစ္စတန်နိုင်ငံရဲ့ရေတပ်နဲ့ပူးပေါင်းပြီးတော့ရင်ငုတ်သင်းမောဆိုင်ရာစစ်ရေးလေ့ကျင့်မှုတွေကိုဒါတွေကိုပြုလုပ်ခဲ့တယ်ဆိုပြီးတော့လည်းပြင်ပဒီပြည်ပသတင်းဌာနကနေဖော်ပြမှုတွေရှိခဲ့တယ်လို့တမတော်ကောက်ွေးဦးစီးချုပ်ကလည်းလာမယ့်၃နှစ်ကနေ၅နှစ်အတွင်းမှာရင်ငုတ်သင်းမောပိုင်ဆိုင်နိုင်တယ်လို့လည်းပြီးခဲ့တဲ့၂၀၁၅ခုနှစ်အတွင်းမှာပြောဆိုထားမှုတွေရှိခဲ့ပါတယ်ဆက်လက်ပြီးတော့လည်းတမတော်ကောက်ွေးဦးစီးချုပ်ဘိုးချုပ်မှုကြီးမင်းအောင်လှရဲ့ပြောပြမှုတွေကိုတင်ဆက် က်ပေးလိုက်ပါတယ်ရှင့်ဒါကြောင့်မြင်းနေထားရတော့ကွာရင်းနေထားရတော့ကောင်းစီးရရရေးပါတဲ့နိုင်ငံတစ်ခုဖြစ်တယ်ဆိုတာစီးရနားလဲတဲ့လူတွေအကုန်သိဘာကြောင့်ငါတို့အနေနဲ့တို့နဲ့ငါရဲ့ကာကွယ်တဲ့ပတ်သက်လို့ရှင်ဘယ်ရန်တတိရှိဖို့ရပြင်ဆင်ထားဖို့လိုတယ်ဆိုတာပြောလို့ ဟုတ်ပါတယ်ဒီအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ဒီဘင်္ဂလားဒေ့ရှ်နဲ့ထိုင်းနိုင်ငံပေါ့ဒီနိုင်ငံတွေရာဆိုလို့ရှိရင်တော့ဒါအခုနှစ်ပိုင်းအတွင်းမှာဆိုရင်ရေငုပ်သင်းမောကိုဒါပိုင်ဆိုင်တာနောက်မှာလည်းဖြစ်ပါတယ်ဘင်္ဂလားပင်လယ်အော်နဲ့ဒီကပလီပင်လယ်ပြင်ထဲမှာရှိပြီးတော့ရေမိုင်1200ကျော်ကျယ်ဝန်းနဲ့ဒီမြမရေပိုင်နဲ့ဒီပိုင်နဲ့အတွက်ကိုအိမ်နီးချင်းနိုင်ငံတွေနီးတူပဲဒါရေတက်အင်အားကိုတိုးချဲ့သွားမှာဖြစ်တယ်ဆိုပြီးတော့လည်းဒီဘုံမှုချုပ်မူအောင်ကနေပြီးတော့ပြောကြားထားပါတယ်ဆက်လက်ပြီးတော့လည်းဘုံမှုချုပ်မူအောင်ရဲ့ပြောပြချက်တွေကိုအခုလိုမျိုးပဲတင်ဆက်ပေးလိုက်ပါတယ်ရှင့် တစ်နှစ်လုံးလေ့ကျင့်လာခဲ့တဲ့လေ့ကျင့်သားပြည့်ဝမှုတွေဟာဘလောက်ထိစံချိန်မီမီလဲလဲနော်ဘလောက်ထိကျွန်တော်တို့လေ့ကျင့်သားပြည့်ဝသလဲဆိုတာဒီမှာတွေ့ရတယ်အဲ့တော့ကျွန်တော်တို့၃နှစ်ဆက်တိုက်လေ့ကျင့်လာခဲ့တဲ့အတွက်ကြောင့်ယနေ့အခုအားလုံးတွေ့တဲ့အချိန်မှာကျွန်တော်တို့ပြစ်မှတ်တွေလေချောင်းရဲ့ပြစ်မှတ်တွေကိုချက်ချင်းကျွန်တော်တို့ထိအောင်ပြစ်မှတ်နိုင်တယ်နောက်တစ်ခါတော့ဒုံးမြန်နဲ့ပစ်ခတ်ပြီးတော့ကျွန်တော်ရင်းရင်တစည်းကိုနှိမ့်ညွတ်နိုင်ခဲ့တာကိုတွေ့ရမှာဖြစ်ပါဟုတ်ပါတယ်မြမတက်မတော်ရေအနေနဲ့ကလည်းပြီးခဲ့တဲ့2004ခုနှစ်ကနေစတင်ပြီးတော့ဒီတိုက်ခိုက်ရေးစစ်ရေးရင် frigate တွေကိုပြည်ရင်းမှာထုတ်လုပ်နိုင်ခဲ့တာဖြစ်ပြီးတော့အခုလက်ရှိမှာဆိုရင်လည်းအစစ်မြစ် frigate တွေဖြစ်တဲ့ F12, F14 အစရှိတဲ့ကိုပြောက်တိုက်ခိုက်ရေးစစ်ရေရင်ဒါတွေကိုလည်းအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပြီလို့သိရပါတယ်။ဟုတ်ပါတယ်။ဒါကဒီတက်မတော်ရေအတွက်ရင်ကုန်သင်းမိုးကအလိုအဆုံးဖြစ်တယ်ပေါ့။နောက်ပြီးတော့လည်းဒီတက်မတော်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရှင်လည်းဒါအခုနှစ်ထဲမှာပဲပေါ့နော်။ဒီကြီးတက်နောက်ပြီးတော့လေတက်နဲ့ဒီပေါ့နော်အမြောက်တက်တွေဒါတွေပါဝင်မဲ့တက်မတော်ရဲ့ဒါတက်ပေါင်းစုလေ့ကျင့်မှုဒါကိုဆိုလို့ရှင်လည်းဒါအခုနှစ်ထဲမှာပြုလုပ်သွားမယ်ဆိုပြီးတော့ဒီတက်မတော်ကာကွယ် ေးဦးစည်းချုပ်ပေါ့နော်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကနေပြောပြောကြားထားလည်းရှိပါတယ်ဒါပေမဲ့လည်းအခုလိုမျိုးဒါစစ်ရေးလို့ဒီစစ်ရေးပေါ့နော်ပြုတ်လုံမဲ့ဒီနေရာပေါ့စစ်ရေးလေးချင်းပြီးတော့ဒါပြုတ်လုံမဲ့နေရာကိုဆိုရင်တော့အခုအခုချိန်ထိကိုဒါမတတ်မှတ်ဒီတီးတန်းပေါ့နော်ထုတ်ဖော်ပြောကြတာမျိုးတော့မရှိသေးဘူးပေါ့ဒါပြောဒီဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ဒီတက်မတော်ကာကွယ်ရေးဦးစည်းချုပ်ဒါစာပြီးတော့ဖြစ်တဲ့ပေါ့နော်ဒီတာဝန်ယူတဲ့ပေါ့နော်အချိန်တွင်းမှာဆိုရင်ပြီးခဲ့တဲ့ဒီ2014ခုနှစ်ကစဒီစတင်ပြီးတော့ပေါ့ဒီ3နှစ်ဆက်တရေတက်အင်အားတိုးချဲ့တာတွေပြီးလို့ရှိရင်ဒါရေတက်စရေလေးချင်း ြင်းမှုတွေဒါတွေကိုလည်းဒါတိုးမြင့်လှုပ်ဆောင်ခဲ့တယ်လို့ပဲဒီပြီးခဲ့တဲ့နှစ်တက်မတော်နေ့မှာဆိုလို့ရှိရင်လည်းတက်မတော်အင်အားတိုးချဲ့ပြီးတော့ဒါပြသမှုတွေကိုပြုလုပ်ခဲ့တယ်ဆိုပြီးတော့လည်းသိရပါတယ်ရှင့်ဟုတ်ပါတယ်ဒါကတော့မြမတက်မတော်ရေအတွက်ရင်းငုံသင်္ဘောကတော့အလိုအဆုံဖြစ်နေတယ်ဆိုပြီးပြောကြားထားတဲ့တည်င်းအကြောင်းအရာကိုတင်ဆက်ပေးခဲ့တာပါ